မိမမိတ်ရင်းသေးလေးကိုချင်းချင်းတဲ့အလူမင်လာပွင့်နဲ့ရှင်ပြုတ်ပေးကလေးချီချူးခံနေရတဲ့ခိုင်နေဝင်စမြက်ခံရင်းသေးလေးတွေအတွက်မိမရင်းနေတော့မပြုတ်လို့ပဲမုံမြတ်တဲ့အလူထားနာကုသိုလ်တခုပြုတ်လို့ပေးကြတာကတော့ Pride မင်းမကြီးခိုင်နေဝင်ပါမခိုင်နေဝင်ဟာမိခင်ဖခင်မရှိတော့လို့စမြက်ခံရတဲ့ရင်းသေးလေးကျွေးဝဲပြုစုဆောင်ရှားမှုဖြစ်နိုင်လို့လာရောက်အနိုင်ကြတဲ့ရင်းသေးလေးတွေကိုကဲတင်ကကိုယ့်ရဲ့ရင်းသေးလေးတွေလို့ကာဝယ်ဆောင်ရှားပေးနေရဖြစ်ပါတယ်ခိုင်နေဝင်ရင်းသေးလေးတွေကိုဆောင်ရှားတဲ့နေရာမှာကိုယ်ဝန်းနဲ့လွယ်ပြီးမွေးထားတဲ့ကလေးတွေမဟုတ်ပေမယ့် ဝင်းနေလေပြီးမွေးထားတဲ့ကလေးတွေနဲ့မချပဲနဲ့ပြုစုဆောင်ရှောင်နေရပါဒါအပြင်ကလေးတွေရဲ့နာဂတ်ကိုမြဲလို့တွေးပြတာဖြစ်ပါတယ်ခုလင်ခိုင်နေဝင်ဟာအရင်ရောက်လာတဲ့သူမရဲ့ရင်းနှီးလေးများကြီးဟာမှကလေးတွေအတွက်ရှင်ပြုနာသာလှူတော်ပွဲမင်္ဂလာကိုတပေါင်းလာပြီးနေချစ်တော်ကောင်းစိတ်တော်ရင်မြမရှင်လောင်းလက်ရင်စီကားတိုင်မြဲစွာချစ်ပါနေတာပါခိုင်နေဝင်ဟာသူမဟာရင်းနှီးလေးကိုစတင်ပြုစုဆောင်ရှောင်စဉ်ကလေးကဒီလိုလူဒါနမျိုးကိုလောက်ခွင့်ရဖို့ကိုမြဲတဲ့စိတ်ကူးရင်ခဲ့ရတာဖြစ်ကောင်းခုတော့အကောင့်ထဲပေါ်လာပြီလို့ဆိုရပါမယ် ခိုင်နေဝင်ကဒီလိုမောင်ရင်လောင်းများစွာနဲ့အလှူမှဖြစ်ခွင့်ရတာကရင်းသွေးလေးညောင်းဖြစ်ပြီးသူတို့ကိုကျေးဇူးတင်ရမှာပါလို့ဆိုရတယ်။ခိုင်နေဝင်ကသူ့ရဲ့တာသမီတွေကိုရှင်လောင်းဝတ်စုံ၊နာသာဝတ်စုံလေးနဲ့မြင်ရတဲ့ပုံမှာဝမ်းသာပီတိဖြစ်လွန်တာကြောင့်ဝမ်းနဲ့မြင့်ရင်ကြကောင်ဝမ်းသာဝမ်းနဲ့ခံစားရတယ်လို့ဆိုရတယ်။လူရင်းရင်သွေးလေးတွေကိုဆွန့်ပစ်သွားတယ်မိဘရင်းတွေဟာကိုယ့်ရဲ့သားသမီးကိုသာသနာအမွေနဲ့ရှင်ပြုလူဝဲကျင်းပပေးတယ်ခိုင်နေဝေကိုအချင်းချင်းရှိခိုးကျေးဇူးတင်နေကြောင်းပြောနေကြတာဖြစ်ပါတယ်